ဝမှာတကယ်ကြောက်เสียကောင်းတာကဘယ်သူလဲကိုဘဝကိုအချိန်ပြည့်ဖြစ်စည်းနှိမ့်ဆက်နေနိုင်သူကဘယ်သူလဲကိုဘဝကောင်းဖို့ဆိုရင်ဘာဒီကောင်းဖို့လိုသလဲဆိုတာလေးကို ပြောဆိုကြည့်ခြင်းနဲ့ဒီတော့ဒီတန်ရန်တန်ကြီးတာတခိုးတယောက်နဲ့တွေ့လို့ကိုပစ္စည်းတွေကိုအဲ့ဒီတခိုးက ခိုးယူဖြက်စီးပြီးတော့ကိုယ်ကိုဆင်းရဲဒုက္ခရောက်အောင် လုံနိုင်တယ်ဆိုရင်လေအမြဲတမ်းတော့လုံနေနိုင်မယ်မဟုတ်ပါဘူးအမြဲတမ်းဆင်းရဲနေရမှာမဟုတ်ပါဘူးဝေရီဝါပနာဝေရီနံကိုယ်ကိုအလွင်မတန်မုန်းတီးတဲ့ရန်သူတယောက်နဲ့တွေ့လို့အဲ့ဒီရန်သူကလည်းကိုယ်ကိုနှိပ်စက်ဖြက်စီးဒုက္ခပေးနေမယ်ဆိုရင်လည်း သူလည်းအမြဲတမ်းကြီးဒုက္ခပေးမနေနိုင်ပါဘူးအဲ့ဒီသခိုးတွေရန်သူတွေထက်တကယ်ကြောက်စရာကောင်းတာကမိစ္ဆာပဏိဟိတံစိတ်တံမကောင်းတဲ့ကိုယ့်ရဲ့စိတ်ထားတွေမကောင်းတဲ့ကိုယ့်ရဲ့စိတ်ဓာတ်တွေကတာတကယ်ဒုက္ခပေးနိုင်တာပါပီယောနံတတော်ကလေးတဲ့အဲ့ဒီမကောင်းတဲ့စိတ်ထားရှိသူကို မကောင်းတဲ့စိတ်သက်ရှိသူကိုအဲ့ဒီမကောင်းတဲ့စိတ်ကပဲနှိမ့်ဆက်ဖြည့်ဆည်းနေလိမ့်မယ်တဲ့အဲ့ဒီကိုယ့်ရဲ့မကောင်းတဲ့စိတ်ကကိုယ့်ကိုနှိမ့်ဆက်ဖြည့်ဆည်းနေတာကတော့အမြဲတမ်းအချိန်ပြည့်ကိုယ့်ကိုနှိမ့်ဆက်ဖြည့်ဆည်းနေနိုင်တယ်။ဗန်နရာတလျှောက်လုံးကိုနေရောညရောနှိမ့်ဆက်နေနိုင်တယ်။ ဒါကြောင့်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ဓာတ်ယုံညံ့တဲ့စိတ်ထားတွေဟာတခိုးတွေဓမြတွေထက် ကြောက်စရာကောင်းတယ်။ကိုယ့်ကိုအလွန်မုန်းတီးနေပါတယ်ဆိုတဲ့ကိုယ့်ရဲ့ရန်သူတွေထက်လည်းကြောက်စရာကောင်းတယ်။တခိုးတွေရန်သူတွေဆိုတာက ကိုယ့်ကိုအချိန်ပြည့်ဒုက္ခပေးမနေနိုင်ဘူး။မကောင်းတဲ့ကိုယ့်စိတ်ဓာတ်ကိုယ့်စိတ်ထားတွေကတော့ကိုယ့်ကိုအချိန်ပြည့်စားပဲနေနေ အိပ်ပဲနေနေအခန်းထဲဝင်ပြီးတော့ဂလန်ထိုးပဲနေနေစောင်းမဲခေါင်းပြီးချုံနေနေဘဲမာနေနေဘဲလူနေနေအမြဲတမ်းနှိမ့်ဆက်နေနိုင်နေဆိုတာသိထားပြီးတော့ကိုဘဝအဲ့အတွက်ကိုစိတ်ဓာတ်ကိုစိတ်ထားဒီကောင်းဖို့ဟာအရေးအကြီးဆုံးလို့သိပြီးကိုစိတ်ကိုကောင်းအောင်ပြုပြင်ရမယ်လို့သိမြင်စေခြင်းလေအချင်းချင်းပြင်မ ိုးသားရန်သူထိုးထိုးလူတို့တွေ့မှုခဏခုဘဝသာကျိုးမဲ့ရှာ၏တဲ့အချင်းချင်းခိုက်ရန်ပွားပြီးနေတဲ့တခိုးဓမြတွေရန်သူတွေဆိုတာကတွေ့တုံးလေးခဏခုတဘဝပဲကိုယ့်ကိုအကျိုးမဲ့အောင်ဖြည့်ဆည်းနိုင်လုံနိုင်မှာပါတဲ့ကောင်းစွာမထားစိတ်ဓာတ်များကသောဝါထုတ်တဲ့တန်သာဆက်ဝဲဆက်လက်ထွေထွေ ကျိုးမဲ့စေ၏တဲ့မကောင်းတဲ့ကိုယ့်ရဲ့စိတ်ထားတွေကတော့ကိုယ့်ကိုအမြဲတမ်းတန်နေရတလျှောက်လုံးအကျိုးမဲ့အောင်ဆင်းရဲအောင်လုပ်နိုင်တယ်။နောက်ဗုဒ္ဓမိန်းနာတစ်ခုကနာတံမာတာပိတာကိရာကိုယ့်ဘဝရဲ့ဒုက္ခချမ်းသာတွေကိုယ့်ဘဝရဲ့ငြိမ်းချမ်းပါရမှုတွေကိုအမေကလည်းလုံမပေးနိုင်ဘူး။အဖေကလည်း လုတ်မပေးနိုင်ဘူးတဲ့အင်ကြီးဝါပိစညာတကာကိုဘဝငြိမ်းချမ်းပါရမှုတွေဆွေမျိုးသားချင်းမိษွေတွေကလည်းလုတ်မပေးနိုင်ပါဘူးတမ္မာပဏိဟိတန်စိတ်တံတကယ်ကတော့ကိုဘဝချမ်းသာဖို့ကိုဘဝငြိမ်းချမ်းဖို့ဆိုရင်ကိုရဲ့ကောင်းတဲ့စိတ်ကပဲလုတ်ပေးနိုင်တယ်တေရတော်နန္တတော်ကလေး အဲ့ဒီကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်နေစိတ်ထားကပဲကိုယ့်ဘဝကိုမြင့်မြတ်သူဖြစ်အောင် ပြုပေးနိုင်တယ်တဲ့ဒါကြောင့်ကိုယ့်ဘဝကိုမြင့်မြတ်ခြင်းနဲ့ဆိုရင်ကိုယ်စိတ်ဓာတ်ကိုယ်စိတ်ထားတွေကိုပဲကောင်းအောင်လုပ်ပါ ကိုယ့်ဘဝငြိမ်းချမ်းခြင်းနဲ့ဆိုရင်လေကိုယ်စိတ်တွေကိုပဲကောင်းအောင်ထားပါအားလုံးချုံပြီးတော့ပြောရရင် ကိုယ်စိတ်ထားမကောင်းခြင်းက တခိုးတွေရန်သူတွေနဲ့တွေ့ရတာထက်ကို့ဘဝကိုပိုးပြီးတော့ဆင်းရဲစေတယ်။တခိုးတွေရန်သူတွေဆိုတာကကို့ကိုအမြဲတမ်းအချိန်ပြည့်ဆင်းရဲဒုက္ခပေးနေနိုင်မှာမဟုတ်ပါဘူး။ကို့စိတ်ထားတွေမကောင်းခြင်းကတော့အဲ့ဒီမကောင်းတဲ့ကို့စိတ်တွေက ကို့ကိုအချိန်ပြည့်အမြဲတမ်းနှိပ်စက်နေလိမ့်မယ်။ကိုယ်ဘဝချမ်းသာဒုက္ခရအောင်ကိုဘဝမြင့်မြတ်အောင် ဆိုရင် ကိုမိဘကိုဆွေမျိုးတွေကအစဘသူကမှလုတ်ပေးလို့မရနိုင်ဘူးကိုရဲ့ကောင်းမြတ်တဲ့စိတ်ထားကသာကိုဘဝငြိမ်းချမ်းအောင်ချမ်းသာဒုက္ခတွေရအောင်လုတ်ပေးနိုင်ပါတယ်လို့ပြောချင်တယ်လူနတ်နိဗ္ဗာန်ချမ်းသာမှန်ကိုဧကံရစီရောက်ပါစေဟုမိဆွေဖာမျိုးမပြူယူကောင်းကျိုးမျှော်လက်စောင့်ရှောက်အပ်သည် ကိုယ်စိတ်တက်တာပြူရိုးပါသည်လို့ဆိုထားတယ်။ဒါကြောင့်ဏီကုံးယုတ်အနေနဲ့ပြောရရင်အရာရာစိတ်အရေးတပွဲသူပင်ကောင်းမှကိုကောင်းရမယ်။အလိုလိုက်တော့အမိုက်နေချေတတိကရှုမှတ်ကြရမယ်ဆိုတဲ့အတိုင်းမိမိရဲ့စိတ်ဟာမိမိရဲ့အရေးလို့ အမြဲတမ်းကိုနဲ့အတူရှိနေတာမို့အဲ့ဒီစိတ်ကလေးကောင်းအောင်အမြဲတမ်းတတိနဲ့စောင့်ကြည့်ပြီးပညာနဲ့ထိနိုင်ကြပါစေလို့ဆန္ဒပြုရင်းပဲဏီကုံချုပ်လိုက်ပါတယ်အားလုံးအားလုံးမိမိရဲ့စိတ်ကလေးကို ကောင်းအောင်ထားနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဏီကုံချုပ်လိုက်ပါတယ်